ကဲဒီချေတော့ဒီနေ့ adverb of manner အဲ့တော့ adverb ကိုစပြီးတော့လေ့လာတော့မယ်အဲ့တော့ adverb ဆိုတာနဲ့ကျတို့ဘာတွေစသိရမလဲ adjective သိရဘာသိရမလဲ adjective ကိုသိရမယ်အဲ့ဒီ adjective ကိုမှမှပုံစံပြောင်းလိုက်ရင် adverb ဖြစ်တယ်ဒါက adverb of manner မှာရပြီနော်သူဒီအထူးပြုတယ်ဘာကိုအထူးပြုလဲဆိုလို့ရှိရင်တဲ့သူ့ကိုမြန်မာလိုအဓိပ္ပာယ်ပြောရင်ကရိယာဝိသေသနဖြစ်လို့ဘယ်သူ့ကိုအထူးပြုမှာ ကရိယာကိုအထူးပြုမှာအဲ့ကရိယာဒီဘာလုပ်လဲဟုတ်လားဘယ်လိုလုပ်လဲအဲ့ဟာကိုပေါ့မူတည်ပြီးတော့ဆရာမတို့ဒီသူ့ကိုအထူးပြုစကားလုံးသုံးမယ်ဟိုမှာဆရာမစာတင်နေဆိုတော့ဆရာမဘလို့တင်လဲပြောပြောရွှင်ရွှင်တင်တယ်ဟုတ်လားဒါဆိုရင်ပြောပြောရွှင်ရွှင်တင်တယ်ဆိုတာဒီအဲ့ပြောပြောရွှင်ရွှင်ဆိုတာဒီဘာကိုပြောလိုက်တာလဲတင်တာကိုဘာလုပ်ပေးလိုက်တာအထူးပြုပေးတယ်သူပြေးတယ်ဘလို့ပြေးရလဲညံညံပြေးတယ်နေနေပြေးတယ်သူစကားပြောတယ် ချိုချိုတာတာပြောတယ်ရိုင်းရိုင်းဆိုင်းဆိုင်းပြောတယ်ဒါရည်စီပါပဲလေ advert ဖြစ်သွားပြီသဘောပေါက်လားရပြီနော် verb ကိုဘာလို့ပေးတာအထူးပြုဒီနေရာမှာတော့အဲ့တော့ advert of manner အပြုအမူတွေဆိုတော့ action မှန်သမျှအကုန်လုံးကိုအထူးပြုကဲစပြီ adjective သိဖို့လိုတယ်နော် do you like quick adjective သူ advert ပြောင်းရင်ဘယ်လိုပြောင်းလင်းမြန်လင်းမြန်စွာလို့ဖြစ်သွားမယ်မြန်မာလိုဒိတ်ပဲတော့ဒါပေမဲ့လင်းလင်းမြန်မြန်လည်းပြောလို့ရတယ်เนาะဒါဆိုရင် quickly l1 ပြောင်းလိုက် happy ပြောရွှင်တော့သိရနော် adjective ဒါဆိုရင် h a p p i l y l happily happily လို့ပြောတယ်အဲ့တော့ happily adverb ပြောရွှင်စွာပြောင်းလိုက်တာသိရနော်ဟုတ်ပြီ beautiful b e a beautifully အဲ့တော့ adjective ကနေ adverb ပြောင်းရင် ly လေးကပ်ပေါင်းလိုက်အောင်မယ်လွယ်လိုက်တာရပြီကဲဒါဆို exercise လေးသွားမယ် exam စကြည့်ရအောင်နံပါတ်1 She sing like beauty လို့သူကပေးထားမှာချရို့ဒါဆိုရင်ချရို့ခြေရပြီသူတို့က beauty ကို beauty တိုင်းထားလို့ရလားမရဘူးသူဆိုတယ်ဘယ်လိုဆိုတာလဲလာလာပပလေးဆိုတယ်ဒါဆိုရင်ချရို့ဘယ်လိုပြောမလဲ B E A beauty beautiful လေးသူတချင်းဆိုတာကိုပြောတာเนาะသူရဲ့ရုပ်ရည်ကိုပြောတာမဟုတ်ဘူးเนาะတချင်းဆိုတာတချို့တွေဆိုလို့ရှိရင်လေအတန်အစွဲတွေအနေနဲ့အမြင့်တွေအတက်တွေချရလှတာသိရမလားအဲအတန်ကြားလိုက်တာနဲ့ချစ်စရာကောင်းသွားတာဒါမျိုးဆိုရင်ကျွန်မတို့ဒီ beautiful လေးလို့တော့เนาะနံပါတ်2ဖတ် He walk now. အဲ့မှာ above မားနေတဲ့ Actually I be our as as yeah ma. Yes, walk my as to be ya တဲ့ subject negative ဆိုရင် verb နဲ့ညှိရတယ်လေ။ တင်ထားပြီးသားမရတော့ဘူးဟုတ်လားအဲ့တော့ he walks h a r d ဟာ h a r d h a r d l y stranger ပြောတော့မယ် h a r d ဟာကိုကျမတို့ဒီ stranger အနေနဲ့သတ်မှတ်ပါတယ်သူ့ကို adjective ကို adverb ကိုဒါပဲသူ့မှာ hardly မရှိဘူး hardly ရှိလား မရှိဘူးနောက်ထပ်တစ်လုံးမှတ်ဖို့ရှိသေးတယ် FAST first လား FAST first ပဲ FAST first ပဲ AGD ကအဖက်ကဘာပဲလဲတူတူပဲဒါပဲဟုတ်ပြီနော်မတိလို့မရဘူးနော်အဲ့တော့ဒီ twin jet နှလုံးကိုတိထားပါဒီမှာဆံမအပေါ်မှာ LY ပေါင်းလိုက်အကုန်လုံး LY ရှောက်မပေါင်းနဲ့နော် HARD ဟာဒါမယ်နော်